မန္တလေးရှိဆောက်လုပ်စဲအဆောင်အုံများတိဆောက်မှုခေတ္တရဏထားရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးမြို့နယ်၆မြို့နယ်အတွင်းရှိဆောက်လုပ်စဲအဆောင်အုံများတိဆောက်မှုခေတ္တရဏထားဖို့မန္တလေးမြို့ရုံးစီပင်သားရာရေးကော်မတီမှအတည်ပြုကြေညာထားပါသေးတယ်။ မက်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်အဆိုပါ၆မြို့နယ်အတွင်းရှိဆောက်လုံစဲအဆောက်အုံထွေးရဲ့ပင်မအတိုင်းထွေးပြက်စီးမှုရှိမရှိ ပြန်လည်စစ်ဆေးဖို့လိုအပ်တာကြောင့်အခုလိုရနာစေတာဖြစ်တယ်လို့ဆိုပါတယ်။ တီဆောင်စဲအဆောက်အုံထွေကိုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှတရားဝင်ဖွဲ့စည်းထားတဲ့စစ်စေးအဖွဲ့တွေနဲ့စစ်စေးပြီးမြို့တော်စီပင်သားရရေးကော်မတီအဆောက်အုံနဲ့ကုံယုံဌာနတို့ပြည်စည်းမှုရှိမရှိစီစစ်တင်ပြချက်အပေါ်မူတည်ကအဆောက်အုံဆောက်လုပ်ခြင်းကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုစစ်ဆေးရှာမှပင်မအတိုင်းတွေပျက်စီးမှုရှိပါကဆက်လက်တိဆောက်ခွင့်မပြုဘဲပြန်လည်တိဆောက်ရမှာဖြစ်တယ်လို့လည်းအတိပေးကြေညာချက်မှပါရှိပြီးဒီရချက်တွေကိုလိုက်နာဆောင်ရွက်ခြင်းမရှိပါကတိဆဲဥပဒေဤဥပဒေများအရရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်